င်္ဂလာပါရှင်။တင်းလိုက်တိုင်းတင်းဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့ဇွန်လ၄ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တင်းလိုက်တိုင်းတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကို အပတ်စဉ်တင်းလိုက်နေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ ရန်ကုန်တိုင်းနှင်းကကိုဗစ်တန်တရာလူနာတွေကိုစစ်ဆေးရမှာပြီးခဲ့တဲ့တစ်ပတ်အတွင်းကိုဗစ်လူနာသက်၁၈ဦးတွေ့ရှိတယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ၂၅ရက်ကနေဇွန်လ၁ရက်နေ့အထိစစ်ဆေးတွေ့ရှိတာဖြစ်ပြီးလှိုင်မြို့နယ်မှာ၃ဦးနဲ့အများဆုံးဖြစ်တယ်လို့သိရပါတယ်။မေလနောက်ဆုံးပတ်ထဲမှာကိုဗစ်ကူးစက်မှုမြင့်တက်လာပေမဲ့ ပြင်းထန်လူနာနဲ့အထူးကုသပေးရတဲ့လူနာမရှိတာမို့လို့စိုးရင်ဖွဲ့ရမရှိဘူးလို့လဲစစ်ကောင်စီစံမှယဝင်ကြီးကပြီးခဲ့တဲ့မေလ25ရက်နေ့အစည်းအဝေးမှာပြောပြထားပါတယ်။ဒွေမြွနယ်ကျဆောပြင်ရက်ကကာစတန်စိတ်ကန်းကနေကျောင်းညီမော်ဘက်ကိုလာတဲ့စစ်ကောင်စီလေငယ်တစည်းကိုတော်လရေးတပ်တွေဘက်ကတိုက်ခိုက်ခဲ့ရမှာရေတပ်ဒူးတရင်မှုတိတ်ဆုံးခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်သားအင်အား30ဝန်းကျင်ပါလာတဲ့စစ်ကောင်စီလှေငယ်ကိုပြီးခဲ့တဲ့မေလ28ရက်နေ့မနက်ပိုင်း7:00နာရီကျင်းမှာတော်လှန်ရေးတပ်တွေဘက်ကတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီလှေငယ်အနောက်ကကပ်ပါလာတဲ့ကုန်တင်လီကြီးဘော်ကစစ်ကောင်စီတပ်သားတွေလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ကူပေးခဲ့ပေမဲ့တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီလှေငယ်နစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့်လေပေါ်မှာပါလာတဲ့ရေတပ်ဒူးတရင်မှုနဲ့စစ်ကောင်စီတပ်သားအချို့သေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကိုဆက်ကျင်ပြီးပြပရောက်နေသူတွေနဲ့ချိတ်ဆက်ကအွန်လိုင်းကနေဈေးရောင်းချနေသူတွေကိုဖမ်းဆီးအရေးယူမယ်လို့စစ်ကောင်စီကအခုလနှစ်ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်။လူတီများစစ်ကောင်စီဆက်ကျင်သူတွေဖြစ်ကြတဲ့ပန်ဆယ်လို့အိုင်ရင် တင်းတင်းတွင်ဇော်နီလာထေချမ်းမြမြတော်တို့လိုလူတွေနဲ့ချိတ်ဆက်ပြီးအွန်လိုင်းဈေးရောင်းသူတွေကိုအကြမ်းဖက်ဥပဒေနဲ့ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားတာပါ။နောက်ပြီးစစ်ကောင်စီကိုလူမှုကော်ရက်ကနေဝေဖန်ရေးသားလို့ပုံမှန်905နဲ့ဝရမ်းထုတ်ခံရပြီးပြည်ပရောက်ရှိနေတဲ့အဆိုတော်ချမ်းချမ်းနဲ့ချိတ်ဆက်ပြီးအွန်လိုင်းပေါ်ကဈေးရောင်းခဲ့တဲ့မဖြူဖြူနေတဲ့ကိုဘုံမြင့်အောင်တို့နှစ်ဦးကိုလည်းဖမ်းဆီးထားတယ်လို့စစ်တပ်ကဆိုပါတယ်။ ပလောမြို့နယ်တဘူရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လန်ရေးတပ်တွေတဘူရွာအနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။အခုလနေ့ရက်နေ့မော်လယ်ပိုင်းကစက်တော်ရွာရွာဘက်ကနေတဘူရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာဝင်းကျင်ပါစစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါဗျ။ နှစ်ဖက်တိုက်ပွဲတနိုင်ဝင်းကျင်ဖြစ်ပွားခဲ့ပြီးတဲ့နောက်တော်လရင်တပ်ဘက်ကထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းကနအူသိရပါဗယ်။တနင်္လာရီတိုင်းထဲကမြို့နယ်အများစုမှာစစ်ကောင်စီကလိုင်စင်မဲ့မော်တော်ယာဉ်တွေဖမ်းဆီးတာကိုလှုံ့ဆော်နေတယ်လို့ဒေသခံတွေစီကသိရပါဗယ်။ပြီးခဲ့တဲ့နှစ်ရက်တာအတွင်းမှာတနင်္လာရီတိုင်းထဲကတရက်ချောင်းမြိတ်ဘုတ်ပြင်းနဲ့ကရော့သူရီမြို့တွေမှာလိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးတာကိုလှုံ့ဆော်ခဲ့တာပါဗျ။ တရချောင်းမြို့နယ်ရဲစခန်းရှိမှာမင်းကမနက်ပိုင်းကရင်မောင်းလိုက်စင်နဲ့မော်တော်ယာဉ်လိုင်စင်တွေကိုစစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ဗုတ်ပြင်းနဲ့ကရော့သူရီမြို့နယ်တွေမှာလည်းအခုလ၂ရက်နေ့ကလမ်းစုံလမ်းခွာတွေမှာဂိတ်ချဖမ်းဆီးခဲ့တာပါ။မြို့မြို့မှာလည်းစစ်ဆေးဖမ်းဆီးတာတွေရှိနေပြီးအိမ်တန်ရာရောက်လာရောက်ဖမ်းဆီးတာတွေလည်းရှိနေတယ်လို့မြို့ခံတွေကဆိုပါတယ်။ ရွေမြေကလန်ဘောကတရက်ချောင်းမင်းတက်ရွာအရှိတ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတနက်နေ့ပြစ်ခတ်တာကြောင့်အသက်48နှစ်အရွယ်အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ31ရက်နေ့ကစစ်ကောင်စီတပ်ကမင်းတက်ရွာထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တာကြောင့်မင်းတက်ရွာအနောက်ဘက်ခြမ်းကဦးခင်မောင်စောရဲ့ပေါင်မှာတနက်ကြီးထိမှန်ခဲ့တာလို့သိရပါတယ်။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။